ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုကြောက်လာပဲ1389ခုနှစ်တနေ့တာလုံးမှာတနင်္လာသားသမီးများအားလုံးအတွက်ရှောင်းရံဆောင်းရံလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့လင်းမြအောင်ဖြစ်ပါတယ်အခုကြောက်လာမယ်1389ခုနှစ်အတွင်းတနင်္လာသားသမီးများအားလုံးအတွက်စီးပွားရေးလူမျိုးကျမ်းမာရေးအိမ်တော်ရေးအခြေရေးရှောင်းရံဆောင်းရံလေးပဲဖြစ်ပါတယ်နော် ဲ့တော့တနင်္လာသတင်းများအားလုံးအနေနဲ့စီးပွားရေးဒီနှစ်တွင်းမှာစီးပွားရေးလှုပ်တဲ့အခါမှာအထူးသတိထားပြီးလောရမှာဖြစ်ပါတယ်အဲ့တော့ကိုရန်ယုံကြည်ချစ်ခင်ရတဲ့လူတွေကိုယ့်ကိုဒုက္ခပေးလာတာမျိုးတွေကိုယ့်ကိုစိတ်နှောက်ယှက်ပေးတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်နော်အဲ့တော့စီးပွားရေးလှုပ်တဲ့အခါမှာသူတစ်ပါးကိုအကူအညီမတောင်းမနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လှုပ်တာပို့ပြီးတော့တင့်တော်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်နော်အဲ့တော့စီးပွားပြိုင်လုပ်ငန်းပြိုင်တွေကိုယ့်ကိုစိတ်နှောက်ယှက်ပေးတာမျိုးတွေကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်ဒီနှစ်ကတတိထားပြီးလောရမယ့်နှစ်တစ်နှစ်ဖြစ်ပါတယ်နော်အဲ့တော့လူမှုရေးမှာဆိုလို့ရှိရင်လည်း ကိုယ်ဂျားရဲကနေပြီးတော့ခလောက်ဆန်တဲ့လူတွေနဲ့ဂျုံတွေ့ရတာမျိုးတွေသူများကြောင့်ကိုယ့်ရဲ့ဂုံသိက္ခာကြတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဂျုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်သူများပြောစကားတွေကိုလည်းဒီနေ့ထက်မှသတိထားပြီးတော့ယုံကြည်သင့်ပါတယ်နော်အဲ့တော့ဂျမ်းမာရဲ့အနေနဲ့ဒီနေ့ထက်မှခြေလေးကြောင်းသားကိုအထူးသတိထားပြီးရှောင်းမှာဖြစ်ပါတယ်နော်အဲ့တော့ဂျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကျများတဲ့တာနှစ်ဖြစ်တဲ့အတွက်အဲ့တော့ဒီနေ့ထက်မှအစားအသောက်အနေထိုင်အသွားလာအထူးသတိထားမယ်နော်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်လည်း ရားတွေကနေပြီးတော့ခလောက်ဆန်ပြီးတော့ကိုယ့်ရဲ့အိမ်တော်ကြီးတွေစိတ်နှောက်ရှက်ဖြစ်တာမျိုးတွေစိတ်ပူပန်တရားတွေကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက်အဲ့တော့အိမ်တော်ကြီးမှဆိုလို့ရှိရင်လေကိုကိုယ်တိုင်လက်တွေ့ကြကြမဟုတ်ဘဲနဲ့သူပတ်ဝန်းကျင်ကိုယ့်ရဲ့ပြောစကားတွေကိုအထူးသတိထားရမှာဖြစ်ပါတယ်နော်အခြေအမြတ်တရားကြီးဆိုအခြေအမြတ်တရားကြီးမှဆိုလို့ရှိရင်လေထုံနှိတူစွာပဲကိုယ့်ရဲ့အခြေအကိုအခက်အခဲတွေဖြစ်စေဖို့အတွက်ပတ်ဝန်းကျင်ကကိုယ့်ကိုဖိအားတွေပေးလိုက်တာမျိုးတွေကိုယ့်ကိုမကောင်းတဲ့င်းတွေကိုယ့်ကိုဂုဏ်သိက္ခာကြောက်တွေးခွဲတာမျိုးတွေကြုံတွေ့ရတဲ့နှစ်ဖြစ်တဲ့အတွက် ဒီနေ့ထဲမှာလည်းအခြေရေးကိုဒါအထူးသတိထားပြီးတော့ဆင်ကြရမယ့်နေ့ဖြစ်ပါတယ်နော်အဲ့တော့တနင်္လာသားသမီးများအားလုံးပေါ့1389ခုနှစ်တနင်္လာလုံးမှာကံညန်းခိုက်တွေပြေပြောက်စေဖို့အတွက်ဆိုလို့ရှိရင်ကိုယ့်ရဲ့နေအိမ်ဖျားအကြောင်းဆောင်မှာတနင်္လာနေ့မနက်9:45မိနစ်မှာပေါ့နော်အဲ့တော့ဇော်သိန်းပန်းဇော်သိန်းညွန့်ရှင်းညွန့်မြတ်စွာဘုရားရှင်ကိုလှူပြီးတော့ကိုဖြစ်ခြင်းတဲ့ဆန္ဒကိုလေးနက်စွာဆုတောင်းမယ်ကံပွင့်ဆန်းဖို့လက်လာပါတွေပွင့်လန်းစေဖို့ ကောင်းကျိုးလိုရင်းစံနှားတွေပြည့်စုံသေးဖို့အတွက်လေးနဲ့နဲ့စူတောင်းရင်းအဖြစ်တနစ်တာလုံးမှာကံညှန်းခိုက်ပြီးပြပြောက်သွားမှာဖြစ်ပါလေဗျာနော်ဒီနေ့တနစ်တာလုံးမှာခြေလေးကြောင်းသားရှောင်မယ်နောက်ဘာသာရေးကိုတက်နိုင်သလောက်အားထုတ်ရင်းနဲ့ကိုယ့်ရဲ့ကံကြံကံကြံမာကတိတိတသာပြန်လဲကောင်းလာပါလိမ့်မယ်ဗျာနော်ကျွန်တော်မိတ်ဆွေတွေအားလုံးကျေးဇူးတင်ပါတယ်